Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ ESPN ရဲ့ Rob Dawson report အရဆိုရင်နီးပြဖြစ်တဲ့ Ruben Amorim က Benjamin Sheik ကို injury ပြဿနာကြုံနေရတဲ့အချိန်မှာ Brian Ambumo ကိုတိုက်စစ်မှုအဖြစ်တာဝန်ယူခိုင်းသွားဖို့ရှိတယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ Sheik က Everton ရဲ့ပွဲကိုတော့တေချာပေါက်လွဲချော်မှာဖြစ်ပြီးတော့ဒီစမာပွဲချက်အတွေမတိုင်ခင်မှာ ပြန်ပြီးတော့ကောင်းလာနိုင်ခြင်းရှိသေးတယ်ပေါ့ဒါပေမဲ့လည်းလို့ Sheik ကိုမပါနိုင်တဲ့အချိန်အတုံးတွင်မှာ အမိုရင်းရဲ့တိုက်စစ်၃ရောက်မှာဆိုလို့ရှိရင်ဘရိုင်ယန်အမ်ဘူမိုဟာအဓိကကစားမအနေနဲ့ပုံဖော်လာဖို့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘရိုင်ယန်အမ်ဘူမိုဟာအရင်ဘင်ဂျမင်ရှက်ကူမပဘင်ဂျမင်ရှက်ကူပါတော့မဲ့ဖြစ်ဖြစ်ဗျာကျွန်တော်တို့အသင်းရဲ့တိုက်စစ်မှာကျွန်တော်အမ်ဘူမိုဒီအဓိကကစားမပဲ ။နော် Brian Ampumu ဒီကျွန်တော်တို့အတွက်အဓိကကစားသမားပဲ။ဒါကုညာ Brian Ampumu Benjamin Sheikh ကိုဒီ၃ယောက်ပဲဖြစ်ဖြစ် Mason Mount ပဲပါပါ Ampumu ဒီအဓိကကစားမဲပေါ့။နော်အဓိကကစားမပဲ Tyson Attacking Trio မှာကသို့တော်လည်းပဲကျွန်တော်လက်ရှိဆိုလို့ရှိရင်အဓိကမေကွန်းကကျွန်တော်တို့အတွက်ပေါ့နော် center forward နေရာမှာဘယ်သူတာဝန်ယူမလဲဆိုတဲ့စကားကဖြစ်လာပြီ။ကျွန်တော်တို့အများအန်ပြောသလိုပဲ Joshua Zixi ကို Ambodian အဲ့လောက်ထိယုံနေတယ်မှာမပါပါဘူး။နော်ဟိုသူတပင်းသူကိုယ်တိုင်ကိုက ဘင်ဂျမင်ရှက်ကူတို့လိုမျိုးစန်တာဖော်ဝတ်တိုက်ကြီးမဟုတ်ဖင်းနဲ့နေရိုနံပါတ်10ဒါပါတော့ဗျာနော်နံပါတ်10လည်းမဟုတ်နံပါတ်9လည်းမကတိတယ်မလားနော်9ပွိုင်းဖွဲ့ပုံစံမျိုးကစားနေရတဲ့သူဆိုတော့အမိုရင်ရဲ့ဘက်ကအဲ့ဒီနေရာအတွက်လည်းအမ်ဘူမူအာမတ်တို့ဟလာနော်မီဆန်မောင်းတို့မက်တစ်ကွန်ညာတို့ကစားမမျိုးတွေရှိတယ်ဆိုတော့သူကဇစ်ဇီကိုဘလိုမန့်ကိုနေရာပေးဖို့အတွက်အဲ့လောက်ကြီးဆန်းသားမရှိဘူးဖြစ်နေတာကျွန်တော်ခုနကရှိကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်မက်တစ်ကွန်ညာဒီတိုက်စစ်မှာအများဆုံးကစားရတာပေါ့ ဟိုဘင်ဂျမင်ရှက်ကူမပါနေတဲ့အချိန်ရှက်ကူကလူစားလဲတဲ့အချိန်ကြီးမှာဆိုရင်ဟိုဇစ်ဂီကိုထည့်လိုက်တာမျိုးတို့ဘာလို့ဆိုတာထက်ပေါ့နော်ဆိုတော့ကုညာကိုသူထည့်နေတာမျိုးတွေကျွန်တော်တွေ့ရတယ်ဒါပေမဲ့လို့အာနေဂျာကမတီးစ်ကုညာကသူကရန်ကလည်းစနက်ဖော်ဝတ်မဟုတ်ဘူးဆိုတဲ့အခါကျတော့နောက်ကိုဆင်းပြီးတော့ဘောလုံးယူရတာကိုပဲအမြဲတမ်းသဘောကျတဲ့ကစားမမျိုးဗျအဲ့လိုမျိုးကိုပဲသူကတက်တောင့်တက်တာဖြစ်တဲ့ပလေယာမျိုးပေါ့ဆိုတော့ကျွန်တော်အန်ဘူမိုကိုကျွန်တော်ထားဖို့ရှိတယ်တိုက်စင်မှာဒီနေရာမှာစနက်ဖော်ဝတ်အမြင်နဲ့ထားရင်အန်ဘူမိုရဲ့အကောင်းဆုံးရည်သွေးကိုကျွန်တော်ရပါမလား ။ကောင်းတာတစ်ခုကလက်ရှိဘင်ဂျမင်ရှက်ကိုဘရိုင်ယန်အမ်ဘူမို၊မေဆန်မော့၊မတ်တီးစ်ကူညာဒီကစားမားတွေထဲမှာ finishing အကောင်ဆုံး၊ဂိုးသွင်းအကောင်ဆုံးသည်ကျွန်တော်တို့ဒါဘရိုင်ယန်အမ်ဘူမိုပါ။သို့တော်လည်းပဲအမ်ဘူမူဂိုးသွင်းတဲ့ပုံစံတွေကိုကျွန်တော်ကြည့်ရင်သူဟာသူ့ခြေတွေကိုအရင်ဆုံးဘောလုံးရောက်လာ ပြီးလို့ရှိရင်အဲခန်းစစ်ကစားမားတွေကိုတယောက်ချင်းတယောက်ကြော်ဖြတ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် high space တွေထဲမှာဘောလုံးလက်ခံရင်းနဲ့ area box တွေကနေလှမ်းကန်တာမျိုးပေါ့ဒါမျိုးတွေကိုသူကပို့ပြီးတော့သဘောကျတာအဲ့ဒီတော့ center forward တယောက်လိုမျိုးဘောလုံးထိချက်နည်းနည်းနဲ့ကြည့်တယ်မလားတိုက်စစ်မှာရရင်ရတဲ့အခွင့်အရေးတစ်ချက်ထိရင်တစ်ချက်ဆိုသလို twin နဲ့နဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဘောလုံးထိချက်များသူလိုချင်တယ်ဒါအပြင်သူ့မှာ space to time တို့ကိုသူလိုချင်တယ်ဒီတယ်မလားဆိုတော့ဟို center back တွေကြားထဲမှာအချိန်ကိုနေရတာမျိုးကိုသူမလိုချင်ဘူးဗျအဲ့တော့ Benjamin Shesku နေရာကိုတိုက်စစ်အတွက်ကျွန်တော် MMO ကိုကစားတဲ့အခါ အခွင့်အရေးတွေရလာမယ်ဆိုလို့ရှိရင်တော့ MMO ကိုသွင်းနိုင်ဖို့ကကျွန်တော်တို့ကလုံးဝတည်ကြဖို့ကျွန်တော်ရှိတယ်ဒါပေမဲ့လေလို့ပေါ့နော် MMO ရဲ့ကျန်တဲ့ distribution ကြီးကျွန်တော်ရော့ချသွားမှာလားပေါ့ဒါပေမဲ့တော့တိုက်စစ်၃ရောက်ထဲမှာဆိုလို့ရှိရင် Matthews ကွန်ညာနဲ့စာမယ်ဆိုလို့ရှိရင် MMO ဒီ crossing နေကောင်းကောင်းပေးတဲ့ကစားမှာတိုက်စစ်ကိုအကောင်းဆုံးပံ့ပိုးပေးတဲ့ကစားမှာ twin ကိုတွေမကောက်ဖန်တီးမှုတွေကိုဒါအပြင်အခုလက်ရှိသူနဲ့အာမက်ဒီယာလိုရဲ့ဂျားထဲမှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီအခြေဆက်ကတအားကိုမိလာပြီပေါ့နော်အဲ့တော့အဲ့အရာကြီးကိုကျွန်တော်တို့ကလုံးလုံးကြီးစွန့်လွတ်ပြီးတော့ တိုက်စစ်မှုနေရာကိုသူ့ကိုထားမလားပေါ့တိုက်စစ်နေရာထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကကစားမရဲ့ပါဝင်ပတ်သက်မှုတွေအတင်းပေါ်မှာရော့ချလာမယ်နော်အခွင့်အရေးတစ်ချိန်ရရင်မရအောင်တာမင်းမင်းကန်တော့ဟလာဒီမျိုးကြီးကျွန်တော်သွားတော့မှာပေါ့နော်ဆိုတော့ဒါတော်တော်လေးစဉ်းစားစရာအာယုံဖြစ်နေပြီပေါ့နော်ဒီနေရာမှာမတ်တီးယပ်ကွန်ညာကိုထားမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီလိုမျိုးကဖြစ်မှာဆိုတော့ရှက်ကူလိုကစားမမျိုးမရှိတာကတော်တော်တိုင်ပတ်တဲ့နေသားဖြစ်နေတယ်ပေါ့နော်ဆိုတော့အမ်ဘူရင်ဘက်ကတော့သူတို့ရှေ့ပွဲဒီမှာဆိုလို့ရှိရင်လည်းပဲအမ်ဘူမူကိုကုညာကိုကိုနေရာစုံတွေတုံးနေတာ ကုညာကိုတိုက်စစ်မှုစစ်စစ်ဖြစ်လေ၃ဦးနဲ့เนาะကျွန်တော်တို့က right narrow number တက်မှာလေ၃ဦးနဲ့သူ့ရဲ့လက်ရှိပုံမှန်၃ဦးနဲ့ left narrow number တက်မှာလေ၃ဦးနဲ့ကျွန်တော်တို့အန်ဘူမူကိုကျွန်တော်တို့ကြည့်တော့လေစပါးလို့ဘာလို့နဲ့ပွဲဒီမှာလေသိတယ်မလားတိုက်စစ်မှုဖြစ်၃နာရီရောဒီဘက်ဘဲချမ်းမှာထား၃နာရီရောဘာ idea တွေကြောင့်ဘလို့၃နေတယ်လဲတော့မသိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးအစုံနေကျွန်တော်တို့၃နေတာဆိုတော့ကစားမားတွေက flexible လေးဖြစ်တယ်လုံးဝအဲတနီယာနဲ့တနီယာပေါ့တနီယာနဲ့နေမဟုတ်ဘဲနေရာသုံးကစားနိုင်စွမ်းရှိတယ်ဆိုတဲ့အခါကျတော့ အကောင့်နဲ့တစ်ချက်ပေါ့လေတိုးတော်လည်းပဲသူတို့ရဲ့အကောင့်သုံးအည်သွေးတွေကိုတော့ center forward ကိုထားရင်တော့မြင်ရမယ့်အနေထားမှာမရှိဘူးဆိုတော့ goal twin အကောင့်သုံးကစားမတစ်ယောက်ဖြစ်တဲ့အတွက်တိုက်စစ်မှာထားကစားတာထားကစားဖို့ရည်ရွယ်တယ်လို့ပဲကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အခုကကတိုက်စစ်မှာ goal moon twin နဲ့နာတွေကပြဿနာဖြစ်နေတာဒါတော့မှအန်မူမူက goal တွေခဏတိုင်းတွင်းနေလို့နော်ဆိုတော့ညီကတို့ရောဘလို့မြင်ရလဲကျွန်တော်တို့က search ကိုမရှိတဲ့အနေထားတော့တွင်းမှာ Joshua Zigzi ကိုကျွန်တော်တို့ဗောနော်နေရာပေးတင်တယ်လို့ညီကတို့ထင်ကြလားဒါမှမဟုတ်အန်မူမူ မက်ဒီစ်ကွန်ညာနှစ်ယောက်ထဲကတစ်ယောက်ကိုပဲ center forward ဖြစ်ထားတင်တယ်လို့ကျွန်တော်ထင်ကြလာညူရိုဘလူမီညာလဲဆွေးနွေးကြပါဦးလက်ရှိလာမယ့် Everton ရဲ့ပွဲကတော့ Ambumoa တိုက်စစ်မှုဖြစ်ကျွန်တော်ဘယ်တော့မြင်ရမယ့်အနေထားမှာကျွန်တော်ရှိတယ်ဆွေးနွေးကြပါဦးချီချူပါပြည်ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်